အားလုံးပဲမင်္ဂလာပါဘာဆရာရင်မြင့်တဲ့ကတပည့်ဆရာမထောက်အောင်ဝေခေါ်တိုင်ရိုင်းမှာဖြစ်ပါလေကျမတို့ကဏန်းပေတွင်ပညာရက်မှာမိမိတို့ကိုအထူးကံကောင်းစေတဲ့ကဏန်းတွေရှိပါတယ်ကဏန်းပေဆက်မှာအုပ်စု၃ခုရှိပါတယ်ဟော၁၄ခွန်အုပ်စု၁ရက်နေမွေးတဲ့သူ၄ရက်နေမွေးတဲ့သူ၇ရက်နေမွေးတဲ့သူ ဟိုတရက်နေမွေးတဲ့သူမှဆိုရင်တော့တရက်နေ၁ရက်နေ၁၉ရက်နေ၂၈ရက်နေဒီလိုနေ့တွေမှာမွေးတဲ့သူကတက္ကနန်သမားပဲဖြစ်ပါတယ်။ဟို၄ကနန်သမားကတော့၄ရက်နေမွေးတဲ့သူ၁၃ရက်နေမွေးတဲ့သူ၂၂ရက်နေမှာမွေးတဲ့သူ၃၁ရက်နေမှာမွေးတဲ့သူ ဆိုရင်တော့၄ကနန်သမားဖြစ်ပါတယ်။၄ကနန်သမားလို့ခေါ်ပါတယ်။ခုနှစ်ကနန်းသမားခုနှစ်ရက်နေမှာမွေးရတဲ့16ရက်နေမှာမွေးရတဲ့25ရက်နေမှာမွေးရတဲ့ဒီလိုသူတွေကခုနှစ်ကနန်းသမားပဲဖြစ်ပါတယ်အဲ့တော့1 4ခွန်ဒီအုပ်စုဟာ မိမိရဲ့မိဖက်မိမိတို့ကိုကောင်းကျိုးပြုစေတဲ့အကျိုးပြုစေတဲ့ကဏ္ဍပဲဖြစ်ပါတယ်အဲ့တော့တရက်နေမိုးရတဲ့သူလေးရက်နေမိုးရတဲ့သူတွေရဲ့အကျိုးပေးတဲ့ကဏ္ဍကခုနှစ်ကဏ္ဍပဲဖြစ်ပါတယ်နောက်ထပ်အုပ်စုတစ်ခုဖြစ်တဲ့2 5 6နှစ်ရက်နေမှာမွေးရတဲ့သူ၊၅ရက်နေမှာမွေးရတဲ့သူ၊၈ရက်နေမှာမွေးရတဲ့သူတွေဟာ၅ကဏ္ဍကအထူး ကန်ကောင်းစေတယ်မိမိတို့ကိုအကျိုးပြုစေတဲ့ကဏ္ဍမဲ့ဖြစ်ပါတယ်အဲ့တော့နှစ်ကြမ်းသမားတွေကတော့၂ရက်နေမှာမွေးတဲ့သူ၁ရက်နေမှာမွေးတဲ့သူ20ရက်နေမှာမွေးတဲ့သူ29ရက်နေမှာမွေးတဲ့သူဟာနှစ်ကြမ်းသမားပဲဖြစ်ပါတယ်9ရက်နေမှာမွေးတဲ့သူဆိုရင်တော့9ရက်နေ14ရက်နေ23ရက်နေမှာမွေးတဲ့သူတွေဟာ9ကြမ်းဖြစ်ပါတယ်အဲ့တော့၁၀ကြမ်းသမားတွေကတော့၈ရက်၁၉ရက်26ရက်နေမှာမွေးတဲ့သူတွေဟာ၈ကြမ်းသမားပဲဖြစ်ပါတယ်အဲ့တော့၈ကဏ္ဍသမားတွေ၊၂ကဏ္ဍသမားတွေအတွက်အကျိုးပေးတဲ့ကဏ္ဍက၅ကဏ္ဍပဲဖြစ်ပါတယ်။အဲ့တော့မိမိတို့ အိမ်ဝင်တော့မယ်ဆိုရင်မိမိတို့ကိုအကျိုးပေးစေတဲ့ကဏ္ဍတွေကိုရွေးချယ်ပြီးတော့မှရွေးချယ်ပြီးတော့မှအသုံးပြုမယ်ဆိုရင်ပုံမူပြီးတော့မိမိတို့အတွက်အကျိုးပေးမယ်အကျိုးများစေမယ်ကံကောင်းစေမှဖြစ်ပါတယ်။နောက်အုပ်စုကတော့369ကဏ္ဍဖြစ်ပါတယ်။ဟို3ရက်နေ့မှမွေးတဲ့သူ6ရက်နေ့မှမွေးတဲ့သူ9ရက်နေ့မှမွေးတဲ့သူတွေဟာမိမိတို့ကိုအကျိုးပြုစေမယ်ကဏ္ဍတွေဖြစ်ပါတယ်။ ဲ့တော့ကိုကလုပ်ငန်းရှင်ဆိုရင်ကို့ကိုအကျိုးပြုစေတဲ့ခဏနေဖြစ်တဲ့36ကိုကကိုရဲ့နေမှာမွေးတဲ့သူဆိုရင်တော့ကို့ကိုအကျိုးပေးစေတဲ့36ခဏနေရက်ဒီမှာမွေးဖွားတဲ့သူတွေကကိုရဲ့မိဖက်ခဏနေဖြစ်ပါတယ်ကို့ကိုအကျိုးပေးစေတဲ့ခဏနေဖြစ်ပါတယ်ဒီလိုကိုရွေးချယ်ပြီးတော့မှမိမိတို့အလုပ်သမားတွေခန့်နိုင်မယ်ဆိုရင်ပုံမှုပြီးတော့မှမိမိတို့လုပ်ငန်းပုံမှုပြီးတော့မှတိုးတက် စီမှာဖြစ်ပါတယ်။သို့မဟုတ်လည်းမိမိတို့အိမ်ဝင်မယ်ဆိုရင်လည်းကိုယ့်အကျိုး369ကဏ္ဍထဲမှာဆိုရင်ကိုယ့်ကဏ္ဍကအကျိုးပေးစီတာဖြစ်ပါတယ်။ဒီအတွက်မိမိတို့အိမ်ဝင်မယ်ဆိုရင်ကိုယ့်ကဏ္ဍကြားတဲ့အိမ်နံပါတ်သို့မဟုတ်ကားဝင်မယ်ဆိုရင်မိမိတို့နံပါတ်တွေကိုရွေးချယ်ပြီးတော့မှစီစစ်ပြီးတော့မှမိမိတို့ကံကောင်းစီတဲ့ကဏ္ဍတွေကိုတိထားမယ်ဆိုရင်ပုံမူပြီးတော့မှအကျိုးပေးစီမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့နေ့ခုနှစ်နေ့ရှိပါတယ်။နေ့တွေတိုင်းမှာအကျိုးပေးတဲ့ကြီးဆိုးတဲ့ဆိုးမှုတဲ့ကဏ္ဍတွေဖြစ်ပါတယ်။ တော့တက္ကနိနေမှာဆိုရင်တော့164နဲ့ကဒန်းတွေကကြီးဆိုးပါတယ်ဆိုးမိုးပါတယ်အကျိုးပြုစေပါတယ်ဟောတနင်္လာနေ့မှာဆိုရင်တော့2903ကဒန်းတွေကြီးဆိုးပါတယ်ဆိုးမိုးပါတယ်အကျိုးပေးပါတယ်အင်္ဂါနေ့မှာဆိုရင်တော့3146ကဒန်းတွေအကျိုးပေးပါတယ်ဗုဒ္ဓဘုရားနေ့မှာဆိုရင်တော့4150ကဒန်းတွေကအကျိုးပေးတယ်ကြီးဆိုးတယ်ဆိုးမိုးပါတယ်အဲ့တော့ဇာတာပရိနေ့မှာဆိုရင်တော့9316ကဒန်းတွေဟာ စိုးမိုးပါတယ်။ဒီကနန်းတွေကအဲ့ဒီမှာအကျိုးပေးပါတယ်။ဟုတ်ထီထိုးမဲ့သူတွေဟိုမှာကြာသာပရင်းနေမှာဆိုရင်9316ကနန်းတွေစိုးမိုးတဲ့အတွက်ဒီကနန်းတွေမပါမဖြစ်အောင်ထိုးရမှာဖြစ်ပါတယ်။အဲ့တော့တောက်ကြနေမှာဆိုရင်642ကိုကနန်းတွေဒီကနန်းတွေစိုးမိုးပါတယ်ကြီးစိုးပါတယ်အကျိုးပေးစေပါတယ်အဲ့တော့စနေနေ့မှာဆိုရင်တော့ခွန်9 3တက်ကနန်းတွေကစိုးမိုးပါတယ်မိမိတို့ကိုအကျိုးပြုစေပါတယ်အဲ့တော့ဒီနေရာမှာတနင်္ဂနွေနေ့ရနေပြီးတော့ နောက်ဆုံးမိတ်ဆက်လေးနေ့ထိမှမပါတဲ့ကဏ္ဍရှစ်ကဏ္ဍဖြစ်ပါတယ်အဲ့တော့ရှစ်ကဏ္ဍဟာအထူးရှောင်ကြဉ်ရမယ့်ကဏ္ဍဖြစ်ပါတယ်ရှစ်ကဏ္ဍသမားတွေအတွက်ကတော့ကံကောင်းစေတဲ့ကဏ္ဍဖြစ်သလိုကြံတဲ့နေ့တွေကြံတဲ့ကဏ္ဍသမားတွေအတွက်ကတော့အထူးရှောင်ကြဉ်ရမယ့်ကဏ္ဍဖြစ်ပါတယ်အဲ့တော့မိမိတို့မင်္ဂလာကိစ္စတွေကောင်းတဲ့ကိစ္စတွေမှာရှစ်ရက်နေ့26ရက်နေ့18ရက်နေ့တွေကိုအထူးဆောင်ကျရမှာဖြစ်ပါတယ်။အစိုးဆုံးတော့26ကဏ္ဍဖြစ်ပါတယ်။26ရက်နေ့၈ရက်နေ့အထူးဆောင်ကျရမှာဖြစ်ပါတယ်။ အဲ့တော့ခုနရဲ့သားမီးအတွက်ဘဝတသက်တာမမီးတို့အတွက်အကျိုးပေးစေတဲ့မိဖက်ကဏ္ဍကြီးအကျိုးပြုစေတဲ့ကဏ္ဍကြီးကိုတည်ထားခြင်းအဖြစ်မမီးတို့အတွက်ပုံမှုပြီးတော့မှကံကောင်းလာစေမှာဖြစ်ပါတယ်။အော်2025မှာခုနရဲ့သားမီးတွေမမီးတို့ရဲ့အကျိုးပြုစေတဲ့ကဏ္ဍကြီးကိုတည်ထားမယ်ဆိုရင်ပုံမှုပြီးတော့မှမမီးတို့အတွက် အကျိုးပေးစီမှာဖြစ်ပါတယ်အကျိုးပြုစီမှာဖြစ်ပါတယ်လာမယ့်2026မှာပေါင်းရ10ဖြစ်ပါတယ်ပြောချင်တာတက္ကနန်းဖြစ်ပါတယ်ဟိုတရက်အုပ်စုတွေဖြစ်တဲ့တရက်၄ရက်9ရက်ဒီအုပ်စုတွေဟာဒီ2026မှာဒါကျွန်မနောက်ဗီဒီယိုတစ်ခုမှာပြောပြပေးမှာဖြစ်ပါတယ်ဟိုလာမယ့်2026မှာကံကောင်းစီမဲ့ပြောင်းလဲစီမဲ့သူတွေကတော့တရက်နေ့မှာမွေးတဲ့သူတွေ9ရက်နေ့မှာမွေးတဲ့သူတွေ၄ရက်နေ့မှာမွေးတဲ့သူတွေ ပြောင်းလဲစေမှာဖြစ်ပါတယ်။ကောင်းသောပြောင်းလဲခြင်းအနေနဲ့ပြောင်းလဲမဲ့နှစ်ကြီးဖြစ်ပါတယ်။အော်2025မှာခုနှစ်အသားမိတွေမိမျိုးအတွက်လူဝင်ဆန္ဒတွေတလုံးတော့ရပြေဆုံးနိုင်ကြပါစေ။